2026မှာမိတ်ဆွေရဲ့ကံကြမ္မာတွေကဘာတွေဖြစ်လာမလဲဘာတွေကိုပြင်ဆင်ထားသင့်လဲဘာတွေကိုလုပ်သင့်လဲဘယ်လိုရေရာတွေကိုခြေထားမယ်ဆိုရင်ကံကောင်းနိုင်လဲမိတ်ဆွေရဲ့အခြေအနေတွေအိမ်တော်ရေးတွေစီးပွားရေးငွေကြေးအလုပ်ကံပညာရေးတွေဘာတွေဖြစ်လာမလဲဆိုတာကိုနမိတ်လေးကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့တနင်္ဂနွေသားနေ့အတွက်ပါဒီ2026မှာတနည်းပတ်လုံးလှုပ်လှုပ်ရှားတဲ့ရေရာလေးလဲကျွန်တော်ဝင်ပြပြမှာဖြစ်ပါတယ်မိတ်ဆွေကံညံ့တိုင်းကံမကောင်းတိုင်းဒီရေရာကိုခြေချင်းအပြင်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ် ဒါကြောင့်မို့ဗီဒီယိုကိုဆုံးနည်းကြည့်ပြီးပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်။ကျောင်းမင်းစေရင်ဒီဗီဒီယိုမြင်လာတဲ့ like share ဖွလွားနေပုံမိပါနဲ့ခင်ဗျာ။ကို့လိုမျိုးပဲအခက်အခဲတွေအကျက်ရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေကြတဲ့ကခတ်တူကုလို့ရမှာဖြစ်ပါတယ်။မိတ်ဆွေက share တစ်ချက်နှိပ်တာမပင်ပန်းဘူးဆိုပေမဲ့တစ်ခါမှအခက်အခဲတွေဖြစ်နေတယ်အကျက်တွေဖြစ်နေတယ်ရင်ဆိုင်နေရတယ်ကျောင်းဗီဒီယိုမြင်သွားပြီးတော့သူတွေကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကြတဲ့ကခတ်တူကုလို့ရမှာဖြစ်ပါတယ်။သူများအကျိုးလူလာမယ်ဆိုရင်ကိုယ့်ရဲ့အကျိုးလည်းရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်လာနဲ့ share ဖို့မိပါနဲ့ခင်ဗျာ။ ဒီလာမဲ့2026မှာတင်းရွေတာမီတွေရဲ့တနစ်စာဟောစန်းလေးကဘာတွေဖြစ်လာမလဲဆိုတော့တူတူလက်ကြည့်ကြမယ်ခင်ဗျာ2026မှာတင်းရွေတာမီကံကြမ္မာကအကောင်းဆုံးလို့ပြောလို့ရတဲ့နေ့ထဲမှာဘာတွေပါလဲဘာတွေကဒီလောက်တော့ကောင်းနေလဲဘာတွေလိတာရအောင်လဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ကောင်းအားက80လောက်ရှိနေပါတယ်ဒီထားရမှာက30လောက်ရှိနေပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေလိတာရမယ်ဆိုတော့ မမတတိချမ်းနေနေတငယ်ချင်းကံမိတ်ဆွေကံနဲ့ပတ်သက်တာအရန်ကောင်းနေပါဒီ2020နဲ့6မှာကိုယ်ကူညီတဲ့သူတွေဖေးမမဲ့သူတွေတငယ်ချင်းမိတ်ဆွေတွေကူညီထောက်ပံ့ကြောင်းကိုယ်မှာအဆင်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်တငယ်ချင်းကံမိတ်ဆွေကံကတော့အရန်ကောင်းနေတဲ့ကာလဖြစ်တော့ကြောင်းတငယ်ချင်းအကူအညီထောက်ပံ့ကောင်းတွေယူတည်ပါတယ်ကိုယ်ကအခက်ခဲတွေအကျက်တွေနဲ့ဖြစ်နေတယ်ဆိုရင်တော့တငယ်ချင်းမိတ်ဆွေတို့တိုင်းပင်ပါဆွေးနွေးပါသူစီကအကူအညီထောက်ပံ့ကောင်းတွေယူမယ်ဆိုရင်မိတ်ဆွေကြုံတွေ့နေအခက်ခဲတွေပြပြောက်သွားပြီးတော့ ကောင်းတဲ့အရာလေးတွေကိုယ့်စီရောက်ရှိလာမှာဖြစ်ပါတယ်။နောက်တငယ်ချင်းကံပိတ်ဆွေကံကအရန်ကောင်းပါလေ။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာ ကတော့90 90ပါပဲ။လွန်ခဲ့တဲ့2025တုန်းကငွေတွေမစုမိမဆောင်းမိတဲ့ငွေကြေးတွေကဒီလာမယ့်2026မှာစုမိမယ်ဆောင်းမိမယ်ကာလထဲမှာရှိနေပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကရကြစီတဲ့ငွေကြေးတွေပြန်မရောက်သေးငွေကြေးတွေလည်းပြန်လေရရှိတတ်ပါတယ်။ပြီးတော့ကံနဲ့ပတ်သက်ပြီးလည်းဝင်လာနိုင်တယ် ဒါကြောင့်မို့2026မှာတင်းနှင်းငွေသားမှငွေကြေးကန်တဲ့ခေါင်းတလို့တငယ်ချင်းကမိတ်ဆွေကန်ကလည်းအရန်ကောင်းနေတဲ့ကာလာတွေမှာရှိနေပါလေမိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်တော့မကောင်းနည်းနည်းလေးအညံ့တွေတော့ရှိတယ်အညံ့ဆိုတာကြီးကြီးမားမားမဟုတ်ဘူးကိုကကိုရဲ့မိသားစုပေါ်မှာဘလောက်ပဲနားလေပေးပေးသူတို့အတွက်ပဲဘလောက်ပဲပြင်ပန်းခဲ့ပြင်ပန်းခဲ့ကို့အဆိုအကောင်းမြင်တာတွေအပြစ်ပြောချင်တာတွေအပြစ်မြင်တာတွေဂျုံသိနေတတ်ပါလေ အဲ့ဒီပြောဆိုမှုကြောင့်ကိုယ်မှာတစ်ခါလေးစိတ်ညစ်တယ်စိတ်ကုန်တယ်စိတ်ပြတ်တယ်အဲ့လိုမျိုးတွေရင်ဆိုင်ရတတ်ပါတယ်။ဒါပေမဲ့လည်းနှစ်တဝက်လောက်မှာပဲကြံကြော်ပြီးနောက်ပိုင်းမှာတော့နားလည်မှုတွေရပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့ကာလလေးမှာရှိနေပါတယ်။အရန်ကောင်းပါတယ်။နောက်တစ်ချက်ကောင်းတာကအိမ်ဝယ်ခြင်းတဲ့သူတွေခြံဝယ်ခြင်းတဲ့သူတွေအိမ်ခြံပြင်းနဲ့ပတ်သက်ပြီးတော့ဝယ်ခြင်းတဲ့သူတွေနေနဲ့တော့တေချာပေါ့ဝယ်ရမယ်ကံကလည်းပါလီပြန်ရောအိမ်လိုခြင်းတဲ့သူတွေခြံလိုခြင်းတဲ့သူတွေနေကလည်းအလွယ်တကူရရှိမယ်ဆိုတဲ့ဖြစ်စဉ်နှစ်မှာ ရရှိနေပါတယ်။ဒါကြောင့်2026မှာတနည်းဝေတာမီကတော်တော်များများကောင်းနေတဲ့ကာလထဲမှာရှိတော့ကြမို့အရန်ဆင်ပြေတယ်လို့ဆိုရမှာဖြစ်ပါတယ်။တခုတတိသားဆရာရှိတာက2026မှာတနည်းငွေတာမီအတွက်စစရာအဆင်ပြေနေတယ်ဆိုပေမဲ့ကို့လူမုံများတတ်ပါတယ်။မနာလိုတဲ့သူတွေများတတ်ပါတယ်။ကိုကဘလောက်ပဲကူညီခဲ့ကူညီခဲ့ဘလောက်ပဲကောင်းရဲ့ကောင်းတယ်မနာလူတို့ချို့က တစ်ချိန်တစ်ခါလောက်သူတို့မကူညီမိရင်ကိုယ့်ကိုအပြစ်ပြောတာတွေအတင်းချင်းပြောတာတွေကိုယ့်ရဲ့မကောင်းကြောင်းတွေဆောက်ပြောတယ်ကိုယ့်အပုတ်ချလာပြီးတော့ကျုံရတတ်ပါလေဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်ကိုယ်မှန်တဲ့ခင်မတူဘူးဂယုမဆိုင်ပါနဲ့ကိုယ့်အကျိုးမပေးတဲ့သူနော်ကိုယ့်တဲ့အကျိုးမရှိတဲ့သူတွေကိုစိတ်ပေါင်းခုခွာဆိုတဲ့ပုံစံနဲ့ပေါင်းသင်းဆက်ဆံမယ်ဆိုရင်တော့အကောင်းဆုံးပါပဲခင်ဗျာဒါကြောင့်မိတ်ဆွေတကယ်ချင်းပတ်သက်ရင်အရန်အကောင်းတဲ့သူရှိရင်လို့ကိုယ်နဲ့အရန်မတိတဲ့သူအရန်မရင်းနှီးတဲ့သူတွေကကိုယ့်ဒုက္ခပေးတတ်ပါတယ်တကယ်ချင်းရှင်းနေရဘာတော့မှမလုပ်ဘူး ။ဒါကြောင့်မို့မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်တော့တချို့ကြတော့ဂယုဆိုင်စရာရှိနေပါတယ်။တချို့ကြတော့နည်းနည်းလေးသတိထားရမယ့်ကာလမှရှိပါတယ်။အတူရောင်လေးညားနေတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ဒီချက်တော့သတိထားပေးပါ။အချိန်နဲ့ပတ်သက်မယ်ဆိုရင်တော့လွန်ခဲ့တော့2025မှာအချိန်ကန်ညံ့ခဲ့သမျှတွေဒီ2026မှာတင်းညွတ်သားတွေအချိန်ကန်တွေခေါင်းလာပါပြီ။အဆင်ပြေလာပါပြီ။ကိုယ်နဲ့ကိုချစ်သူနဲ့ကွဲကွာနေတယ်ဆိုရင်ပြန်လဲပေါင်းဖက်ရမယ်နှစ်နှစ်လည်းဖြစ်ပါတယ်အဆင်မပြေတဲ့သူလည်းတေချာဖို့အဆင်ပြေမယ်ကာလတည်းမှာရှိနေပါတယ် အရှိန်နဲ့ပတ်သက်ပြီးတော့ဖူးစာစစ်ဖူးစာမှန်ပုံမဲ့ခလာတဲ့မှာလည်းပြောကြောင်းတော့မမျော်လင့်ပဲနဲ့လည်းအိမ်အောင်ကြနိုင်ခြင်းတွေရှိနေပြန်ရောဒါကြောင့်2016မှာတနင်္ဂနွေသားပြမမျော်လင့်ပဲအိမ်အောင်ကြခြင်းတွေရှိနေပါတယ်ဒီတစ်ချက်ကလည်းအရန်ကောင်းပါတယ်အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့တော့အဆင်ပြေပါတယ်2020 6မှာအိမ်အောင်ဤတာယာချင်းမိသားစုနဲ့ပျော်ပျော်စွေနေရချင်းတော့မိသားစုတွေပြန်လည်စုံစည်းချင်းတော့ဒီလိုကိစ္စတွေနဲ့ပြည့်စုံပြီးတော့ပျော်စွေသောမိသားစုဘဝတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းနေပါတယ်ဆရာကျွန်တော်ကျမကအင်တော်ကြီးကွဲနေတဲ့အင်တော်ကြီးအဆင်မပြေဘူးဆိုရင်မပြောနဲ့အဲ့ဒါက2025မှာကြံခဲ့ပြီး2026ရောက်သွားတာနဲ့အင်တော်ကြီးကံတွေလိုလိုနေနဲ့ခေါင်းလာမှာဖြစ်ပါတယ်အဆင်ပြေလာမှာဖြစ်ပါတယ်ဒါကြောင့်မို့2026မှာတော်တော်များများကတင်းတို့ရောင်းတွေကကံကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်ရန်စင်ပြေပါတယ်ကဲတခုတော့တတိသားဆရာရှိတယ်ကျမရင်းနဲ့ပတ်သက်တာ ကိုကအလုတ်တွေအရန်စူးစားတယ်အလုတ်တွေအရန်လုတ်တယ်ကိုကလုတ်တလောက်လည်းအဆင်ပြေတဲ့တော့ကြောင့်မို့အလုတ်တွေစူးစားအကြီးလုံးတော့ကိုယ့်ရဲ့ကျမ်းမာရေးဘယ်လိုမဆိုင်တာမျိုးပြစ်ထားမိတာမျိုးเนาะကျမ်းမာရေးနဲ့တဲ့တဲ့အစားအသောက်တွေမစားမိတာမျိုးเนาะအဖြစ်တယ်လို့ပဲစားလိုက်တာမျိုးတွေအထူးကြီးဆိုင်ပါအစားအသောက်အနေထားလေးတွေကြီးဆိုင်မယ်ဆိုရင်တော့ကျမ်းမာရေးပဲကောင်းမွန်တာပဲကြုံတွေ့မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်မိတ်ဆွေကအလုတ်တွေပဲအရန်လုတ်မယ်စူးစားမယ်တော့ကျမ်းမာရေးတို့မိထားမယ်ဆိုရင်ရုပ်တရက်ကျမ်းမာရေးညံ့ပြီးတော့ကိုယ့်ရဲ့အလုတ်လေးထိခိုက်တာတွေတောက်နေတာတွေဖြစ်နိုင်တယ် ဒါကြောင့်မို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘီယူဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။နောက်တစ်ချက်ကောင်းနေတာကတနင်္ဂနွေသားမီဖိဖေးမိမိနဲ့သားမီချိုးခံစားရမယ့်ကာလတွေမှာရှိနေပါတယ်။သားချိုးရောတမီချိုးရောအကျိုးပေးတဲ့ဖြစ်နေဖြစ်ပါတယ်။ဒါကြောင့်သားမီနဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေဖြစ်တဲ့တမှာရှိနေပါတယ်။သားမီလိုချင်တဲ့သူတွေသားမီမရလဲတနင်္ဂနွေသားမီတွေရှိတယ်ဆိုရင်တေးချပေါ့ဒီနှစ်မှာသားမီတွေရရှိမှာဖြစ်ပါတယ်။အရန်ကောင်းပါတယ်။သားမီကန်ကလည်းအရန်ကောင်းနေတဲ့ ကားထဲမှာရှိနေမှာပညာရေးနဲ့ပတ်သက်ပြီးတော့2026တဲ့ဝင်လာတဲ့ပညာရေးတွေတော့ကောင်းမွန်လာတာမျိုးတွေစောင်းပွဲအလွယ်တွေကိုအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်မှာလေတခြားပညာရေးနဲ့ပတ်သက်မယ်ဆိုရင်လေအရန်အားကောင်းနေတဲ့ကားထဲမှာရှိပါတယ်ဘာသာပြားနဲ့ပတ်သက်ပြီးတော့ဘာသာပြားလေးတွေကိုများများလုပ်ချင်အားဖြင့်ကိုယ့်ရဲ့ကံတွေကပို့ပြီးတော့ကောင်းမွန်လာဖို့ရှိပါတယ်အထိတ်ထန်ဝင်လာတွေ ောက်ကုလိုကောင်းမှုလှုပ်တာတွေမိတ်ဆွေကအလှူတန်းတွေများများလှုပ်ခြင်းအပြင်ဘာသာတရားတွေကိုများများလှုပ်ခြင်းအပြင်မိတ်ဆွေကံတွေကကောင်းမှုလာမှာဖြစ်ပါတယ်။ဒါကြောင့်ကုလိုကောင်းမှုလေးတွေများများလှုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အလောက်ကိုင်းစီပေါ်ရင်လည်းပတ်သက်ပြီးတော့အစဉ်ပြေမဲ့ကာလထဲမှာတော့ရှိပါတယ်။တခုတတိသားဆရာရှိတာအောက်ဆက်မတင်ပါနဲ့ နိုင်ငံကြားသွားဖို့ပဲဖြစ်ဖြစ်ပေါ့နော်အလုပ်နဲ့ပတ်သက်ပြီးသွားမယ်လာမယ်ဆိုရင်နောက်ဆက်မတင်ပါနဲ့အနောက်မှာမိဘတွေစိတ်မချလို့တာမီးတွေစိတ်မချလို့ကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုစိတ်မချလို့ညီညီမတွေစိတ်မချအလို့နောက်ဆက်တင်နေမယ်ဆိုရင်မဲဆိုရင်အလုပ်ကန်စီးပွားရဲ့နောက်နေတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့အလုပ်ကန်စီးပွားရင်းနဲ့ပတ်သက်မယ်ဆိုပြက်တာဖို့ရေးကြည့်တယ်။ဘယ်ကိစ္စမဆိုနော် အာနာတာတွေငဲညာတာတွေတနာတာတွေမရှိဘဲနဲ့ပြက်ပြက်တတ်တာလုပ်မယ်ဆိုရင်တော့ဘယ်လိုကိစ္စမဆိုဘယ်လိုစီးပွားရေးမဆိုအောင်မြင်မယ်ဆိုရင်နှစ်နှစ်တည်းမှာရောက်ရှိနေပါတယ်။ ဘယ်တော့တင်းငွေတွေဖားပြီးနေနဲ့စီးပွားရေးလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်မိမိစ조사ရင်조사လောက်တော့အဆင်ပြေမယ်အောင်မြင်မယ်ကာလရဲမှာရှိနေပါတယ်အရန်ကောင်းပါတယ်တခုတတိထားရမှာကကန်နဲ့ပတ်သက်ပြီးတော့တိတ်အချိုမပေးဘူးเนาะ ठी တွေရန်ထိုးတာတွေเนาะဟိုနှလုံးကိစ္စသုံးလုံးကိစ္စအဲ့လိုကိစ္စတွေတွေလိုက်လုံမယ်ဆိုရင်တော့အချိုမပေးဘူးကိုစုဆောင်းထားတဲ့ငွေကြေးတွေပတ်လုံသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့မိမိအနေနဲ့조사ရမှာကအလုံးနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့조사ပါအားထုတ်ပါ ကိုစ조사ရင်조사လောက်အောင်မြင်ပြီးတော့ကိုဖြစ်ချင်တဲ့အိမ်ဝဲချင်တာလားကားဝဲချင်တာလားအဲ့လိုဆန္ဒတွေပြမြောက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကောင်းနေတာကအလောက်ကန်အစဉ်ပြေပြီးတော့နော်အိမ်ဝဲဖို့ကံကလည်းရှိနေတယ်။အိမ်ဝဲနိုင်မဲ့ကံကလည်းရှိနေတော့ကြောင်းမို့ကျွန်နေတဲ့အကြံပြုရမယ်ဆိုရင်ကိုယ်တိုင်조사အထောက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်တယ်။ကို조사ရင်조사လောက်တော့အစဉ်ပြေမယ်အောင်မြင်မယ်ကာလထဲမှာရှိနေပါမယ်။မဲဆိုရကန်ဆန်းချင်တယ်ကန်ကောင်းနေတဲ့နံပါတ်ကိုတီးချင်တယ်ဆိုရင်တော့နှစ်ပါတဲ့နံပါတ်တွေ 6ပါးနံပါတ်တွေကအကျိုးပေးတယ်ဒီလိုနံပါတ်တွေရွေးချယ်ခြင်းအားဖြင့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ဘွားဝါနာပါတို့စမ်းသပ်ခြင်းနဲ့ဆိုရင်တော့နှစ်ထဲ6ပဲလို့နံပါတ်တွေစမ်းသပ်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်တစ်နှစ်ပတ်လုံးမှာကံကောင်းနေတဲ့အယောင်လေးကိုကျွန်တော်ပြောပြပါမယ်ကံကောင်းနေတဲ့အယောင်ကတိမ်ပြောင်ရောင်နဲ့အဖြူရောင်ရေကကံကောင်းပါတယ်ကိုညံရှိလို့အသုံးပြုလို့ရပါတယ်အဖြူရောင်နဲ့တိမ်ပြောင်ရောင်ကိုမိမိတို့အရေးကြီးတဲ့နေရာမှာပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကို နော်သွားမင်းလာမင်းဆိုရင်ဒီအရောက်ဝစ်စင်တာပဲဖြစ်အဆောင်နေနဲ့ဆောင်းလာတာပဲဖြစ်ဖြစ်ပဝါတွေပေါ့နော်အဲ့လိုရောင်နဲ့ပတ်သက်ရောင်နဲ့ဆောင်းလာတာပဲဖြစ်လှုပ်ချင်အားဖြင့်ကံကောင်းမှုတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ်အရင်ကောင်းပါတယ်တခုထိသားရမှာကတင်းငွေတွေသားပြီးတွေဒီ2020နဲ့6မှာမနာလိုတဲ့သူတွေမုန်းတဲ့သူတွေကြီးလိုမရတဲ့သူတွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြုစားတာတွေနှောက်ဆက်တာတွေဖြစ်နိုင်တယ်ဒါကြောင့်မို့တင်းငွေသားသမီးတွေဘာသာတရားတွေမများလို့ပြီးပါကိုကဆေးရုံစီကံသွားလို့မပြောင်းဘူး ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်နောက်ရေးမိသားစုရေးဘာခုမှအဆင်မပြေဘူးအညက်တွေရောက်ရှိနေတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းလူနဲ့မကပ်ဘူးတောင်းရောက်မြောက်ရောက်နေဘာကြီးမှကြာကနာအောင်ညနေဆိုရင်ပို့ဆိုးပြီးဒီလိုဖြစ်နေတဲ့သူတွေရှိရင်လည်းဆိုရင်တော့ကျွန်တော်ကိုဆက်တွယ်လာခဲ့ပါအခမဲ့လေးကျွန်တော်စစ်ဆေးပေးမှာဖြစ်ပါတယ်ဘယောကပဲစစ်ပြီးမှာเนาะဘေးရင်တော့မဟုတ်ဘူးချို့ရဆက်တွေ့လာခဲ့တယ်ဘေးရင်တွက်ပြီးမှထင်လို့မဟုတ်ဘူးဘေးရင်တွက်မယ်ဆိုရင်တတ်မှတ်ထားတဲ့ပူဇော်ကတော့ရှိတယ် ခဏကကြော်ပြောတဲ့အချက်လေးနဲ့ကြုံတွေ့နေတယ်ဆိုရင်တော့ပယောကပဲစစ်ပေးမှာရှိမရှိလေးကုတာလည်းမပါဘူး။ဒါကြောင့်မို့ခဏကကြော်ပြောလို့ဖြစ်နေတယ်ဆိုရင်အများကြီးဆက်သွယ်လာဖို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ဒီ2026မှာခီးတွေရံမသွားပါနဲ့။အလဲပတ်တွေရံမသွားပါနဲ့။မဖြစ်မနေသွားရမယ်ဆိုဖျားပြားတွေလုံး။နောက်တဏ္ဍဂုံသုံးပါးကိုစောက်တည်ပြီးမှသွား။အဲ့ဒါမှကံကောင်းမှုတွေရရှိမယ်။အလဲပတ်သွားတာလေခီးထွက်တာတွေနော်နိုင်ငံခြားသွားတာတွေကတိတ်အကျုံမပေးတဲ့အတွက်ကြောင့်မို့မိမိကနိုင်ငံခြားသွားဖို့ရှိနေတယ်ဆိုရင်2026မှာမသွားပဲနဲ့ ီ2025မှာသွားမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်တယ်2026ရဲ့ရောက်မယ်ဆိုရင်တော့အခုကြာလာနေမိရတာတော့အစီအစဉ်တွေကြောင့်မိတ်ဆွေကနိုင်ငံခြားမှာအစီအပြေတာတွေအောင်မြင်တာတွေကြုံတွေ့မှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်စဉ်းပြခဲ့တာကိုတော်တော်များများနားလည်တဘောပေါက်မယ်လို့ထင်တယ်မိတ်ဆွေကကံညက်နေတဲ့ကံမကောင်းမှုဆိုရင်ကျွန်တော်ရရားလေးပြေးမယ်တစ်နှစ်ပတ်လုံးကံညက်တဲ့ချိန်တိုင်းပြုလုပ်လို့ရပါတယ်ဒီရရားလုပ်ခြင်းအပြင်ကံကောင်းမှုတွေကိုစီကိုရောက်ရှိမှာဖြစ်ပါတယ်ရုံကြီးနဲ့ပြုလုပ်ပေးပါခင်ဗျာလောက်ရမယ့်ရရားကရမ်းလွယ်ပြပါတယ်မခက်ပါဘူး ကိုနေတဲ့အိမ်ကဖျားမှာပဲတက်လူဒူတန်းလို့ရပါတယ်နော်ကိုကိုတိုင်လှုပ်လို့အဆင်မပြေလူကြီးတွေကိုကူညီတောင်းပြီးတော့လှုပ်လို့ရပါတယ်နံပါတ်၁ချက်လှုပ်ရမယ့်ရေဒီယာကကြံညှို့လေးတွေလိုပါတယ်ကြံညှို့က15ညှို့တိတိကိုဖျားမှာကတ်လူဒူတန်းပေးရမှာဖြစ်ပါတယ်ဒီကြံညှို့ကမိတ်ဆွေကန်ညက်တဲ့အချိန်တိုင်းတွေပြုလုပ်ပေးပါခင်ဗျာနော်ကန်ညက်တဲ့အချိန်တိုင်းဒီရေဒီယာလေးပြုလုပ်ချင်ရမယ့်ကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကြံညှို့က15ညှို့ကိုဖျားမှာကတ်လူဒူတန်းပေးရမှာဖြစ်တယ်ပြီးတော့နှင်းစီပန်း၁၀ဖွဲ့ကိုမိတ်ဆွေကချနေပြီးတော့ ခြေဖြတ်ရမယ်ဖြည့်စီရမှာဖြစ်ပါတယ်။အဲဘယ်လိုဖြည့်စီမလဲဘယ်လိုခြေဖြတ်မလဲဆိုတော့မိတ်ဆွေကနော်ကြံညို့၁၅ညို့ကိုဖះမှာကတ်လွန်နေတဲ့အချိန်မှာအဲ့ဒီမိတ်ဆွေရဲ့ဂျီထောက်အောက်မှာနှင်းစီပန်အပွေ့၁၀ပွေ့ကိုနှင်းပြီးတော့တဆက်တဲ့ကတ်လူလူတန်းပေးပါ။လက်ကလည်းကြံညို့ကိုနော်လှူဖို့အစဉ်နှစ်ပြင်ထားတယ်ဂျီထောက်မှာလည်းဒီစမ်းဆယ်ပွေကိုနင်းချီတာအဲ့လိုမျိုးတပြိုင်တည်းလှုပ်ချင်အောင်ဖြစ်အညက်တွေကလည်းတစ်ခါလေးပြေပြောက်သွားမယ်ကံကောင်းချင်တာလည်းတစ်ခါလေးကိုကြည့်ရောက်ရှိလာမှာဖြစ်ပါတယ်เนาะ အဲ့ဒါပြီးသွားပြီဆိုရင်ခဏကနင်းချေထားတဲ့နှိပ်စီပန်းကိုလက်အိတ်တော်လကောင်းเนาะအဲကြွကြွအိတ်တော်ကောင်းဆွပြီးတော့ချောင်းမှပြပြမြောင်းပြတမျောပြစ်လိုက်ခြင်းအဖြစ်ကံကောင်းမှုတွေတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ကြံညို့15ညို့ကမိတ်ဆွေတို့ရန်ကန်ကောင်းပါလေ။နှိပ်စီပန်းဆယ်ပွေးကတော့မိတ်ဆွေရဲ့အညံ့တွေကိုခြေဖြတ်တာဖြစ်ပါတယ်။အဲ့လိုချောင်းမှတမျောပြစ်တဲ့နေရာမှာငါးစီမှာရှိရင်မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေအားလုံးဒီနေ့ချိန်ကစပြီး ချောင်းလေးတို့မျောပါပြက်စီးသွားပါစေဆိုပြီးတော့ပြောပြလိုက်ရမှာဖြစ်ပါတယ်။အရေးကြီးတာတစ်ခုကမိဆွေကမလုံနိုင်ဘူး။အိမ်ကလူကြီးတွေကိုကုညီတောင်းမယ်ဆိုရင်တော့ကိုယ့်ရဲ့အိမ်မှာစနေတောင်းမီးတွေရှိတယ်ဆိုရင်ငါနှင်းစီပန်းကိုမချနိုင်ပါနဲ့။ကြံညို့မယ်ကတ်လူလူတန်းပေးပါ။အဲ့ဒီနှင်းစီပန်းကစနေတန်းဖြစ်တော့ကြောင်းမို့ကိုယ့်အိမ်မှာစနေတောင်းမီးတွေသွားခိုင်းပါဆိုလို့ပါဒီတစ်ချက်တော့တော်တော်လေးအရေးကြီးပါတယ်။အဲ့စနေတောင်းမီးမရှိဘူးဆိုရင်ရပါတယ်။အပြင်မှာဆိုရင်အเจ้าမဟုတ်တော့အိမ်မှာတူတူနေတဲ့စနေတောင်းမီးကိုပြောတာ။ အစနေလားမျိုးရှိတယ်မိသားစုဝင်ဒါပေမဲ့နိုင်ငံခြားမှာရှိနေတခြားနေရာမှာရှိနေဆိုဘာမှမဖြစ်ဘူးကိုရရားခြေတဲ့အချိန်မှာနောက်ကိုရဲ့အိမ်မှာတူတူနေနေဆိုရင်တော့အဆင်မပြေဘူးဒီတစ်ချက်တော့ရေးကြည့်ပါရစေကဲဒီရရားကိုနားလေတဘောပေါက်မယ်ထင်တယ်မိတ်ဆွေကကန်ညက်တဲ့အချိန်တိုင်းအဆင်မပြေတဲ့အချိန်တိုင်းအခက်ခဲတဲ့ဖြစ်တဲ့အချိန်တိုင်းဒီရရားမှကြာမကြာလှုပ်ချင်အောင်ဖြစ်တစ်နှစ်ပတ်လုံးကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ရရားကိုတော့ဖျအောင်လုပ်ပေးပါခင်ဗျာတခုကျွန်တော်ကြံခဲ့တာကတနင်္ဂနွေနေ့မနက်9:40နဲ့9မိနစ်မှာကတ်လူပါ ော်ခြေဖြတ်ပါအချိန်လေးမပြောပြရအောင်လို့ပြန်ပြောပြတာဖြစ်ပါကျောင်းမင်းဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်မိတ်ကောင်းတော်သိကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်သောမိသားစုဘွားပျော်စွင်သောချစ်သူဘွားတွေဒီလာမယ့်2026မှာပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာဒီဗီဒီယိုမြင်တာနဲ့ like share ဖော်လွှာနှိပ်ဝဲမိပါတယ်ခင်ဗျာကို့လိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေတော့ကို share လိုက်လို့သူတို့ကမြင်တွေ့သွားပြီးတော့ကျွန်တော်ပြောရရတဲ့အောင်ခြေပြီးတော့တစ်နှစ်ပတ်လုံးအစဉ်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကလည်းထပ်တူကူလို့ရပါမယ် သူများရဲ့အကျိုးလူလားတော့ကြောင့်မို့ကိုယ့်ရဲ့အကျိုးလည်းရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ share ဖို့မိပါနဲ့ခင်ဗျာ။ကဲနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းကြပါစေခင်ဗျာ။